ယနေ့အတွက်ထူးခြားတဲ့မြန်မာသတင်းနဲ့နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုကိုကျော်စိုးဦးစူးစီးတင်ဆက်ထားတာပါ။အမှန်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒီကနေ့မနက်9:30မိနစ်အချိန်ခန့်မှာချင်းမြင့်နဲ့ကမ်ပလက်မြို့ကမ်ပလက်မြို့ရဲ့ကမ်ပလက်မြို့နယ်ရဲ့ဒီကမ်ပလက်စေဦးစီးချုပ်ပေါ့ဗျာကမ်ပလက်စေဦးစီးချုပ်ရဲ့နေအိမ်ကိုမင်္ဂလာဆောင်ပေါ့ဗျာမင်္ဂလာဆောင်ကိုတက်မတော်ကဘုံကျဲရှင်းလင်းမှုတွေပြုလုပ်ခဲ့ပါတယ်။လေကြောင်းနဲ့ဘုံကျဲရှင်းလင်းလိုက်တာပါတိုက်လေ20နဲ့ဘုံကျဲရှင်းလင်းလိုက်တာဖြစ်ပါတယ်။ ပထမအဲပထမဒီကနေ့မနက်9:00နာရီ10:00နာရီလောက်မှသူတို့သတင်းတွေတက်လာတယ်။ဒါလည်းစစ်ကောင်စီရတဲ့သူတို့ရင်းနေကြတိုင်းပါပဲ။စစ်ကောင်စီရတဲ့ကမ်ပတ်လက်မှာရှိရတဲ့ဒီပြည်သူတွေနေကိုဘုံချလိုက်တယ်ပြည်သူတွေတေတယ်ဗောဗျာသူတို့ရင်းနေကြတိုင်းပဲ။အဲ့လာနဲ့ကျွန်တော်ကလည်းဒီသတင်းကြည့်ကြည့်ရတက်လာတယ်ကျွန်တော်သိလိုက်တယ်။အဲကျွန်တော်လည်းသတင်းပြန်ရင်လိုက်ပါတယ်။ဘသူဘယ်ဘယ်နေရာဘယ်နေရာကျဲတယ်ဗောဗျာတေးကြပဲကျွန်တော်ရေးလိုက်ပါတယ်။ရေးလိုက်တော့မှဒီအမောင်မချမ်းမှရှိတဲ့မီဒီယာတွေကသူတို့ဗာပြန်ရေးလာတယ်ဆိုတော့ဒီစီဦးစီးချိုးရဲ့ကမ်ပတ်လက်စီဦးစီးချိုးရဲ့ မင်္ဂလာဆောင်တက်ကဘုံကျဲတယ်ဗောဗျာအဲ့လိုဖြစ်လာတယ်အဲ့လိုဖြစ်လာတယ်ဒီမှာဖိတ်စာလေးပါဒါမင်္ဂလာဆောင်ဖိတ်စာမှန်တယ်နော်ဟိုချင်းချင်းချင်းဒီကမ္ဘာလက်စီတီရဲ့ရဲ့ဦးစီးချုပ်ရဲ့မင်္ဂလာဆောင်ဖိတ်စာပါတိကြပါတယ်တိကြပါတယ်ကျွန်တော်တော့ကျွန်တော်ကပါသူတို့ရွေးဖိတ်လားမသိပါဘူးဗျာဒီမှာဒါသူတို့ရဲ့ဖိတ်စာလေးကျွန်တော်ကာလာပလင်းထုတ်ထားတာကျွန်တော်ကပါသူတို့ရွေးဖိတ်တယ်ဗောကျေးဇူးတင်ပါတယ်နော်ဖိတ်ပြီးတဲ့အတွက်လည်းဒီဒီကမ္ဘာလက်စီဦးစီးချုပ်ဖြစ်တဲ့မောင်အောင်လင်းတနည်းအားဖြင့်ဆလိုင်းအောင်လင်းတော့ချင်းဆိုတော့ဆလိုင်းပါဗျာဆလိုင်းဆလိုင်းအောင်လင်းတော့ ဆလိုက်အောင်လင်းကချင်းပြည်နယ်ကပတ်လက်မြို့မြို့မ၂ရက်ကွာမှာနေပါတယ်သူ့ဘေးကဦးနီခွီးဝမ်ဖြစ်ပါတယ်အမေနမကဒေါ်အွန်အွန်သာပေါ့ဗျာသူ့ချင်းပြည်တော့ကျွန်တော်ဖတ်တာနည်းနည်းလွယ်ပါလိမ့်မယ်အဲသူ့ရဲ့သားမောင်အောင်လင်းပေါ့တကယ်သူ့နာမည်ကဆလိုက်အောင်လင်းကမတ်လက်ရဲ့စေဦးစီးချုပ်တနည်းပြကျွန်တော်အေးအေးကိုသစ္စာခံတဲ့အဖွဲ့နောက်တဲ့သူ့ရဲ့သူ့ရဲ့ဒီဒီ PDF PDF ခေါင်းဆောင်ပဲခေါင်းဆောင်အမျိုးသမီးကဒီမျိုးသမီးကလည်းပြည်ကြောင်းဆောင်လို့ပါတယ် ချင်းပြည်နယ်ကမလတ်မြို့မျိုးမ၂ရက်กว่ามาနေတိုင်းနဲ့ဥမောင်တန်ဥမောင်တန်တော့တည်သွားပြီခွန်ဆောက်ကမိတ်နဲ့ဒေါ်ခင်ဆမ်မြင့်တို့ဤတမင်းငယ်မတန်တန်မြူမန်တန်မြူမန်မဟုတ်ပြရှေ့မှာသူချင်းကြီးပါတယ်သူရဲ့မင်္ဂလာပွဲတဲ့မင်္ဂလာအခါမှာဆိုကြွားရောက်ချင်းမြင့်ပေးပါရဲ့နှစ်ဖက်တော်လူကြီးမိဘများနဲ့မင်္ဂလာဇတိမောင်နှံတို့များခင်မင်းရင်းနှီးစွာဖိတ်ကြားအပ်ပါသည်ရဲ့ဖိတ်စာပြည့်စုံမင်္ဂလာအခါမှာအစီအစဉ်နဲ့မင်္ဂလာနေ့က24ရက်10လ2025တောက်ကြနေဖြစ်ပါတယ်မင်္ဂလာချင်း နနက်7နိုင်မှနနက်7နိုင်ဒီဖြစ်ပါတယ်တဲ့မင်္ဂလာနေ့ရမျိုးမ2ရက်ကွက်7မိုင်ကုန်းကံပက်လက်မျိုးဖြစ်ပါတယ်တဲ့ဖြစ်ပါတယ်သူပထမရသူဖိနှွာသူဒီရှေ့မှာသူဒီအော်တိုဘာလာအော်တိုဘာလာထဲမှာသူတို့မင်္ဂလာဆောင်မယ်ဒါပေမဲ့ဒိတ်ကိုတော့သူတို့ကဒိတ်ကိုတော့ဟထားတယ်ပေါ့ပြီးမှသူကဒိတ်ကိုတက်တာပေါ့ပြီးရင်သူကမင်္ဂလာမင်္ဂလာနေအောင်လဲသူတို့ပထမတေချာရေးချွဲတယ်ရွေးချယ်တယ်ပေါ့ဗျာအဲမင်္ဂလာနေအောင်လဲသူကဒီကွန်ပျူတာဖောင်းနဲ့ရိုက်ထားတာမဟုတ်လက်ရေးမှုနဲ့ပဲရိုက်ထားတာဒါသူတို့ကဒီလုံခြုံဆုံးနေရာကိုသူရွေးလိုက်တယ်ပေါ့ဗျာရွေးရွေးပြီးတော့မင်္ဂလာဆောင်ကျင်းပလိုက်တယ်ပေါ့ ကျင်းပလိုက်တယ်။အဲ့ဒီမင်္ဂလာပွဲမှာဘသူတွေတက်လဲဆိုတော့ဒီရခိုင်လက်နက်ကိုင်ဖွဲ့ A ရဲ့ခေါင်းဆောင်ပိုင်းတွေတက်တယ်။ပြီးရင်ကျွန်တော်တို့ရောဒီသားမှရှိတဲ့ PDF ခေါင်းဆောင်ပိုင်းတွေတက်တယ်။ပြီးရင်ကျွန်တော်တို့ချင်းပြည်နယ်မှရှိတဲ့ PDF ခေါင်းဆောင်ပိုင်းတွေတက်တယ်။သူတို့ရဲ့တက်ဖွဲ့ဝင်တွေတက်ကြတယ်။ PDF မင်္ဂလာဆောင်ပေါ့ဗျာ။အဲ့မှာကျွန်တော် PDF ခေါင်းဆောင်တွေပြီးရင်ကျွန်တော် A ခေါင်းဆောင်တွေပြီးရင်ကျွန်တော်တို့ဒီ NUG ရဲ့ခေါင်းဆောင်ပိုင်းတွေပါတက်ကြတယ်အဖွဲ့ဆုံးတယ်။ဘာကြောင့်လဲဆိုတော့ဒီကံပလက်ကံမလက်စီတီကပေါ့ကံမလက်စီတီကတစ္ဆာခန္ဓာကကျ NUG နဲ့ AO တစ္ဆာခန္ဓာ။ပြီးရင်သူ့ရဲ့မဟာမိတ်က ရောဒေတာမှာရှိတဲ့ PDF တွေကသူရဲ့မဟာမိတ်တွေပြီးရင်လည်းပဲကျွန်တော်တို့ချင်းပြည်နယ်မှာရှိတဲ့သူရဲ့မဟာမိတ်အဖွဲ့တွေရှိတယ်ဒီမင်္ဂလာဆောင်မှာသူတို့ကမြိုင်မြိုင်ဆိုင်ဆိုင်နဲ့တော့လာကြတယ်ဗောဗျတက်ကြတယ်ဗောဗျာတက်ကြတယ်အဲ့ဒီအချိန်မှာတပ်မတော်က9နိုင်မိနစ်20အချိန်ကမှာပထမဆုံး fighter စီးနဲ့ဘုံစွာကျဲပလိုက်ပါတယ်ဒုတိယအနေနဲ့ကျွန်တော်နောက်တစ်စီးထပ်ကျဲလိုက်ပါတယ်တတော်လေးလစ်သွားပါတယ်တတော်ကြီးကိုကျွန်တော်တွေ့သွားပါတယ်အဲ့မှာကျွန်တော်တို့ဒီဒီ PDF တွေဗော PDF တွေအမှတင်ထားတာအားတဲ့ ဟိုဒီမှာဒလန်နေသတင်းမေးတွေရှိနေပြီပေါ့မင်္ဂလာဆောင်ခမ်းမောက်တက်တက်ကြရတယ်ပေါ့တက်တက်ကြရတယ်တက်တက်ကြရအတွက်ဒါကအရန်ထူးကြရတယ်ပေါ့အဲ့မှာလည်းသူကတချို့ကတက်ရေးထားတယ်အားလေကျော်စိုးရဲ့ Telegram မှာလည်းစစ်ကောင်စီအားပေးကျော်စိုးရဲ့ Telegram မှာလည်းမင်္ဂလာဆောင်ဖိတ်စာပါတင်ထားတယ်တဲ့သူတို့ဘက်ကလည်းရေးထားတယ်ကျွန်တော်လည်းမှာမင်္ဂလာဆောင်ဖိတ်စာလေးပဲတင်ထားပါတယ်ဒီဖိတ်စာပါဒီဖိတ်စာပါတော်တော်လေးတော့တည်သွားပါတယ်ကျွန်တော်သိရသလောက်တော့တော်တော်လေးတည်သွားပါတယ်အဲ့မှာထပ်ပြီးတည်တာက NDT လွတ်တော်အမဟောင်းဦးစံခင်ရဲ့တား ဥဆောင်ငယ်တာခင်မောင်ရင်ဥဆောင်တဲ့ PDF အဖွဲ့လေးသေးတယ်အဲ့ဒီခင်မောင်ရင်လည်းသေးတယ်ပြီးရင်ကျွန်တော် AA ခေါင်းကြီးပိုင်းနေသေးတယ်တော်တော်သေးပါတယ်တော်တော်သေးပါတယ်အဲ့တော့ဒီဒီဒီလိန်ပြစ်ချက်ကတော့တော်တော်လေးထိပါတယ်ဘာဖြစ်ဖြစ်ကျွန်တော်တို့တက်မလို့ချစ်တဲ့သူတွေနိုင်ငံတော်ချစ်တဲ့သူတွေနေရာတိုင်းမှာရှိပါတယ်နေရာတိုင်းမှာနားရည်မျက်စိအားလုံးရှိပါတယ်ကျွန်တော်မောင်ရင်လို့အောင်ပွဲခံမယ်ဆိုတော့ဒီလိုဒီလိုအောင်ပွဲခံမယ်နေတာဖြစ်သွားပြီတော်တော်လေးလစ်ပါတယ်ဒါတော့ကျွန်တော်အကြမ်းဖက်အုပ်စုတွေသေးတာပါဘယ်ပြည်သူကတိုက်ရဲမှာလဲဗျာခင်ဗျာလည်းဒီဒီ ီ PDF ရဲ့ဒီကပ်ပလက်စေဦးစီးချုပ်မင်္ဂလာပွဲဗျာဘယ်သူကတည့်ရဲမှာလဲခင်ဗျာသူတို့နဲ့ပတ်သက်တဲ့သူပဲတည့်ရဲမှာပေါ့ဗျာခင်ဗျာအပြည့်လူတည့်ရဲပါမလားသူအဲ့မှာဗျာကျွန်တော်သိရသလားသူကလုံချုံရေးတယ်သူကချထားတယ်ဒီမင်္ဂလာဆောင်ပွဲမှာဗျာလုံချုံရေးနေသူအစင်းစင်းချထားတယ်ပေါ့မင်္ဂလာဆောင်ပွဲရဲ့ဘေးနားမှာကျင်းပတဲ့နေရာမှာပေါ့ပြီးရင်သူကတောက်လျှောက်တောက်လျှောက်လုံချုံချထားတယ်ပေါ့ပြီးရင်ခန်းခန်းနားနားကြီးပေါ့အခြားသောအေခေါင်းဆောင်ပိုင်းနေလာမယ်ပြီးရင်ကျွန်တော်တို့ရောဒေတာပြည်ရခေါင်းဆောင်တွေလာတယ်သူခေါင်းဆောင်ပိုင်းလာတဲ့ခါကျတော့စနေတစ်ကြောင်ဧည့်ခံလာတာ အဲ့ဒီအချိန်မှာကျဲပလိုက်တာဗျာတော်တော်လေးသေပါတယ်အဲ့တော့ကျွန်တော်တို့ကတက်မတော်ကလေးချောင်းဘုံကျဲတိုင်းဘုံကျဲတိုင်းမှာရေရွံ့မရှိပဲမကျဲပါဘူးဒီမှာလင်းရဒီပြန်တန်းရတယ်ပြန်ပြန်တန်းကပြန်ပြန်တန်းတဲ့အခါမှာကုံကြားစီတွေရှိတယ်ဒီလင်းကိုမေတင်းနဲ့လောက်ရတာရှိတယ်နောက်ထပ်ဒီဘုံသီးရတန်ဖိုးရှိတယ်လင်းရခမားအားရိုင်းအားရိုင်းတော့ခမားတို့ငှက်ချောက်တို့တော့မပြစ်ဘူးခမားတို့တော့ချောက်တို့တော့လင်းရမပြစ်ဘူးတိတိကျကျဖြစ်မှာပြစ်မှတ်ကိုတိတိကျကျဖြစ်မှာပြစ်တာပြစ်တိုင်းပြစ်တိုင်းမှာရေရွံ့ရှိတယ်ပြစ်တိုင်းပြစ်တိုင်းမှာပြစ်မှတ်ကိုတိတိကျ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 ွန်တော်တို့အစစ်စစ် အဆင်ဆင်ဆိုတာအဆင်ဆင်ကျွန်တော်တို့ကနောက်ဆုံးအတီးပြူးရနောက်ဆုံးဖိုင်နယ်တည်ကြပြီဆိုမှဖြစ်တာဘာကြောင့်လဲဆိုတော့ခင်ဗျလေးတစ်စီးပြန်သန်းတယ်ပြန်သန်းစေရှိရပြအလကားပြန်လို့ရတာမဟုတ်ဘူးလေးပြန်တယ်ဆိုတော့ခင်ဗျသိန်းပေါင်းများစွာကုန်တယ်လေးတစ်ခါပြန်မှုကသိန်းပေါင်းများစွာကုန်တယ်ခင်ဗျတို့ဒီကားကားကားမောင်းရင်တော့မှခင်ဗျအောက်ပိုင်းစစ်ကလည်း alignment ချိန်ရတယ် engine wire နဲ့ auto wire နဲ့ကြီးရတယ်စသဖြင့်အခြေခံလိုအပ်ချက်တွေလောက်ရတယ်ခီးစဉ်တစ်ခုတော့မှအဲ့လိုပဲခင်ဗျလေးပြန်မှုဆိုသူရဲ့လောက်ရတဲ့လောက်ရတဲ့စင်ငယ်စင်ငယ်စင်ငယ်အလုပ်တွေအများကြီးရှိတယ် ဒါကြောင့်ကျွန်တော်တက်မတော်ကလေးနဲ့ဘုံကျဲတိုင်းဘုံကျဲတိုင်းမှာရည်ရွယ်ချက်မရှိဘဲနဲ့မကျဲဘူးပြစ်မှတ်မရှိဘဲနဲ့လည်းမကျဲဘူးပြစ်မှတ်ကိုတီးကြလို့ကျဲတာအဲ့တော့ဒီသတင်းပြချုပ်ချင်တာကချင်းမီနဲ့ကမ်ဘတ်လက်မြို့ကမ်ဘတ်လက်ရဲ့ကျွန်တော်စစ်ဦးစီးချုပ်စလိုက်မောင်အောင်လေးစလိုက်မောင်အောင်လေးအဲ့တော့ဘာပဲဖြစ်ဖြစ်နောက်ဘဝမှာတော့ပေါင်းကြလိုက်ပါဗျာနောက်ဘဝမှာပေါင်းကြပါနောက်ဘဝမှာပေါင်းကြဒီဘဝမှာတော့မဖြစ်နိုင်တော့ဒီဘဝတော့တော့ဝေးသွားပြီဒီဘဝတော့တော့ကျွန်တော်တို့စလိုက်အောင်လေးနဲ့မတ် တန်မြူမန်တို့ဒီဘွားမှာတော့ဝေးသွားပြီနောက်ဘွားမှာဆက်ပေါင်းကြပါအဲ့တော့လေပြည့်ပြည့်ချက်ကတော့တက်တဲ့ကြီးကိုထိပါတယ်အဲ့တော့ဖိတ်စာကမ်းပြီးတဲ့ဖိတ်စာကမ်းပြီးတဲ့ကျွန်တော်တို့ဒီချင်းကမ်ဘလက်ပီရဖွဲ့ဝင်များကိုလည်းကျေးဇူးတင်ပါတယ်ဒါသူတို့ရဲ့ဖိတ်စာပါကျွန်တော်တို့လည်းတေချာလေးဖိတ်ပေးထားပါတယ်တေချာလေးလာခဲ့ပေးပါတဲ့တေချာလေးလာခဲ့ပေးပါတဲ့ဒီအခန့်ပွဲကိုကျွန်တော်လည်းတေချာဖိတ်ပါတယ်အဲ့တော့တေချာဖိတ်တဲ့အတွက်ကျွန်တော်လေးနစီနဲ့တေချာလာလာကြပါရဲ့နော်လာကြပါတယ်လာကြပါတယ်ဖိတ်ပြီးတော့လည်းကျေးဇူးတင်ပါတယ် နောက်ထပ်သတင်းပို့ဆက်ပြီးတင်ပြပေးချင်ပါလေ။ဒါကတော့နိုင်ငံရေးပါတီတူပေါ့ဗျာ။နိုင်ငံရေးပါတီတယောက်ကလွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ခွင့်အရေးချင်းနဲ့ကျွန်တော်တို့ညှိစိုးနေတဲ့ကိစ္စတွေရှိတယ်။အဲ့ဒါကဒီလွတ်တော်ကိုယ်စားလှယ်လောင်းကဒီနိုင်ငံရေးပါတီဥက္ကဋ္ဌလည်းဖြစ်တယ်။သူကလည်းလက်ရှိဒီ2025ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့လွတ်တော်ကိုယ်စားလှယ်လောင်းလည်းဖြစ်တယ်။နိုင်ငံရေးပါတီတခုရဲ့ဦးဆောင်သူလည်းဖြစ်တယ်။သူ့ရဲ့ပါတီကတနိုင်ငံလုံးမှာတနိုင်ငံလုံးဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတခုလည်းဖြစ်တယ်။အဲ့တော့သူကဘာနဲ့ညှိနေလဲဆိုတော့ ဒီပါတီဒီပါတီကဒီပါတီကပုံကိုတရားပေါ့ဗျာသူကသူ့ရဲ့ဒီလုပ်ငန်းအတွက်ကမ္ဘောဇာဘဏ်ကနေပြီးတော့ကျက်ဘီလီယံတရားခန့်အခြေယူလာတယ်ကျက်ဘီလီယံတရားခန့်အခြေယူလာတဲ့အခါကျတော့တို့ဒီ UEC ရဲ့တတ်မှတ်တဲ့တတ်မှတ်ချက်တွေပြီးရင်ကျွန်တော်တို့ဒီဘဏ်နဲ့ပတ်သက်တဲ့တို့ရဲ့ကိစ္စရဲ့ဒီမှာကျွန်တော်ညှိစုံမှုတွေရှိလာတယ်ကျွန်တော်ကဒီနေရာမှာအဲဒီလူကဘာသူဖြစ်ပါလဲသူကဘယ်ပါတီဖြစ်ပါလဲလို့ကျွန်တော်ကထုတ်ဖို့ပြောလိုက်ရင်သူ့အတွက် တတိယပြီးတော့နိုင်ငံရေးအထိကိုက်မှာနိုင်ငံရေးကမထိကိုက်စေချင်လို့ကျွန်တော်အမိကိုထုတ်မပြောတာအမိလည်းထုတ်မပြောတာနောက်ထပ်ကျွန်တော်တို့ကဒီပါတီအမိလည်းထုတ်မပြောတာအကယ်၍ကျွန်တော်ကထုတ်ပြောလိုက်မယ်ဆိုရင်တေချာတဲ့အနေနဲ့မြန်တော့သူ့ကိုသူ့ရဲ့ဒီနိုင်ငံရေးရပေါ့တက်ရောက်မှုကြီးမှာဖြစ်ပါတယ်။လက်ရှိကလည်းကျွန်တော်ရွေးကောက်ပွဲကာလကလည်းနှီးလာပြီးအော်တိုဘလာ28ရက်နေ့ဆိုရင်ဒါလွတ်တော်ကိုယ်စီလောင်းတွေကမဲဆဆွဲလို့ရပြီ။မဲဆဆွဲလို့ရပြီ။နောက်ထပ်ကျွန်တော်ဒီဘန်အတိုင်းဝန်းမှာထပ်သိရတာကဒီဒီလွတ်တော်ကိုယ်စီလောင်းကပေါ့ဗျာလွတ်တော်ကိုယ်စီလောင်းကသူက သူ့ရဲ့သူ့ရဲ့ကုမ္ပဏီတစ်ခုကသူ့ရဲ့ကုမ္ပဏီကဒီဘန်ဘက်ကိုကမ္ဘောဇာဘန်ဘက်ကိုဆက်သွယ်ပြီးတော့ဒီလူတော့အဲဒီသူကလက်မှတ်ထိုးတဲ့မှာပါတယ်ငွေချိတဲ့ကမှာသူကလက်မှတ်ထိုးတဲ့မှာပါတယ်လက်မှတ်ထိုးတဲ့နေရာမှာသူ့နာမည်လေးကိုထုတ်ပေးပါပေါ့ထုတ်ခွင့်ပြုပါပေါ့ဒါပေမဲ့ဘန်ဘက်ကလည်းလက်မခံဘူးဘာကြောင့်ဘန်ဘက်ကလက်မခံတာလဲဆိုတော့ဘန်နေဘန်နေအားလုံးကငွေချိတဲ့အခါမှာမရွှေပြောင်းနိုင်တဲ့ပစ္စည်းမရွှေပြောင်းနိုင်တဲ့ပစ္စည်းကိုကျွန်တော်တို့ဒါငွေချိသတ်မှတ်ပြီးတော့ငွေချိကြတာပါ ရွှေပြောင်းနိုင်တဲ့ပစ္စည်းပေါ်မှာငွေချေးတာမဟုတ်ပါဘူးဒီဘန်ဘတ်ကတောင်းဆိုတာကရတယ်ကျွန်တော်တို့ထုတ်ပေးမယ်တို့တော့လည်းပဲသူတို့တတ်မှတ်ထားတဲ့ငွေမောက်တော့ပြန်သွင်းပေးရမယ်ငွေမောက်ကိုပြန်မသွင်းဘူးဆိုရင်ထုတ်မပေးဘူးအဲ့လိုတွေဂွန်းဆက်ဂွန်းဆက်တွေရှိလို့သိရတယ်အဲ့တော့အကယ်မြန်ရုပ်ကောက်ဝဲကော်မရှင်ကဒီလူကဘသူပါလို့ထုတ်ပြန်လိုက်တဲ့အခါကျရင်တော့ခင်ဗျားတို့ရှင်းရှင်းလင်းလင်းတွေ့ရပါလိမ့်မယ်ဒီဒီကိုစလေလောင်းတယောက်ကလည်းဒီဘန်ကိစ္စကိုသူကတီးတီးကြကြမဖြေရှင်းနိုင်ဘူးဆိုရင်သူကလွတ်တော်ကိုစလေလောင်းအဖြစ်ပယ်ဖျက်ခံမှာဖြစ်တယ် ကျွန်တော်သိရတော့ကတော့ဒီကွန်ဒိုကိစ္စလို့သိရတယ်ဒီကွန်ဒိုကွန်ဒိုပေါ့ကွန်ဒိုဆောက်ဖို့အတွက်ဒီအုပ်စုကဒီဒီဒီလုပ်ငန်းရှင်အုပ်စုကကမ္ဘောဇာပိုင်းနဲ့ချီတယ်ဒီကွန်ဒိုကလည်းမပြည့်ပြတ်သေးဘူးလို့သိရတယ်မပြည့်ပြတ်သေးပေါ့ဗျာအဲ့တော့အဲ့မှာဘန်လုပ်ငန်းဆိုင်ရာကိစ္စရေးတွေရှိတယ်တစ်ဖက်မှာကျွန်တော် UEC ရဲ့တတ်မှတ်ထားတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ခွင့်တတ်မှတ်ချက်တွေရှိတယ်အကယ်၍များဒီဒီလွှတ်တော်ကိုယ်စားလှယ်လောင်းကဘန်ကိစ္စကိုသူကမရှင်းလင်းနိုင်ဘူးဆိုရင်သူကကိုယ်စားလှယ်လောင်းဖြစ်ပယ်ဖြတ်ခံမှာဖြစ်ပါတယ် ကိုယ်စရလောင်းပြပယ်ပြခံရရင်တော့ဒါကတော့ကျွန်တော်တို့ဟိုဒါကဒီရွေးကောက်ပွဲကော်မရှင်ကပယ်လိုက်တယ်ပါညာတော့အတန်လည်းထွက်လာပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရှေ့မှာအန်ဒီယားပါတီကို UEC ကဖြတ်သိမ်းခြင်းကာလမှာတော်တော်လေးအတန်ဆုခဲ့တယ်။မသိရင်ပဲဒီ UEC ကအန်ဒီယားကိုကြောက်နေလို့အန်ဒီယားရဲ့ဒီနိုင်ငံရေးပါဝါကိုကြောက်နေလို့ UEC ကဖြတ်သိမ်းလိုက်ရတယ်လို့လို့အဲဒီလိုမျိုးတွေတော်တော်တော်လေးဖြစ်ခဲ့တယ်။တကယ်ကအဲ့ဒီအချိန်တုန်းကရွေးကောက်ပွဲကော်မရှင်ကအန်ဒီယားပါတီကိုဖြတ်သိမ်းခဲ့တာကအန်ဒီယားပါတီကတတ်မှတ်တဲ့လူရည်စည်ရင်မရှိမပြည့်လို့ ဖျက်သိမ်းခဲ့တာ NDA ပါတီရဲ့အားနည်းချက်ကလည်းသူတို့မှာကရုံးပိုင်းဆိုင်ရာကိုသူတို့မနိုင်ဘူးပထမတော့ဟလာ NDA က NDA ကပဲမှန်တယ်လို့လို့ရုပ်ောက်ပွဲကော်မရှင်ကပဲမတရားလုပ်တယ်လို့လို့တိုးတော့တိုးတော်လေးဖြစ်ခဲ့တာပေါ့ဒီဖြစ်စဉ်နောက်ပိုင်းမှာရုပ်ောက်ပွဲကော်မရှင်ကတင်းနေရှင်းလင်းပွဲလုပ်တော့အော်အဲ့တော့မှကျွန်တော်တို့ကမြင်လိုက်တယ်တကယ်တော့ UEC ကမတရားလုပ်ခဲ့တာမဟုတ်ဘူး NDA ပါတီဟာသူတို့တနက်ကလုံးပြိုင်တဲ့ပါတီဖြစ်တဲ့ခါကျတော့ပါတီဝင်ဥယျာဉ်ပါတီဝင်ဥယျာဉ်သူကတတ်မှတ်ထားတဲ့ပါတီဝင်ဥယျာဉ်မပြေဘူးမပြေလို့ပယ်ဖြတ်လိုက်တာ အဲ့တော့မှကျွန်တော်တို့အားလုံးကကောက်ကောက်ကိုယ်ဝင်မြင်ရတာအဲ့တော့မှကျွန်တော်အတန်တွေအကုန်လုံးပိတ်သွားတာမိို့ရေးနေလောင်းလိုက်သူ share ထားတာလက်ရှိလည်းကျွန်တော်တို့ဒီဒီဒီလွတ်တော်ကိုယ်စားလည်းလောင်းပါပဲဒီလွတ်တော်ကိုယ်စားလောင်းကကမ်ဘောဇာဘန်ကနေပဲကြက်ဘီလီယာ100ကွာရင်လည်းအထောက်အောင်ပဲအဲ့လိုချေးယူထားတယ်ချေးယူထားတဲ့အခါကျတော့သူ့မှာသတ်မှတ်ထားတဲ့အယူအဆရဲ့သတ်မှတ်ထားတဲ့ကိုယ်စားလောင်းဖြစ်ခွင့်နေစတဲ့ဘန်လုပ်ငန်းဆိုင်ရာကိစ္စရည်တွေရှိပါလိမ့်မယ်အကယ်၍များဒီပုဂ္ဂိုလ်ကဒီကြားထဲမှာပေါ့ဗျဒီကြားထဲဒီရပိုက်ဒီကြားထဲမှာပေါ့သူက ဒီချက်ဘီလီယံတရားကိစ္စနဲ့ပတ်သက်ပြီးတော့မဖြေရှင်းနိုင်ဘူးဆိုရင်သူကလွတ်တော်90လောင်းဖြစ်ပယ်ဖြတ်ရှင်းခံရမှာဖြစ်ပါတယ်ကျွန်တော်ကဒီနေရာမှာနယ်မယ်ထည့်မပြောတာကသူရဲ့သွားနေတဲ့နိုင်ငံရေးအရေးသူရဲ့နိုင်ငံရေးယုံကြည်ချက်နိုင်ငံရေးခံယူချက်ဒါတွေကိုကျွန်တော်တို့ကသွားပြီးထိခိုက်မှာဆိုလို့ကျွန်တော်တို့ကထုတ်မပြောတာပါအကယ်ပြင်မဲ့သူကဒီချက်ဘီလီယံတရားနဲ့ပတ်သက်ပြီးတော့သူကဘန်နဲ့ဘန်နဲ့ကျွန်တော်တို့ဒီကမ္ဘောဇာဘန်နဲ့မဖြေရှင်းနိုင်ဘူးဆိုရင် တေချာလာကသူကတော့လွတ်တော်ကိုတော့အရေးချင်းသတ်မှတ်ချက်နဲ့ကိုင်းညီမှုမရှိဘဲပဲဖြစ်ချင်းခံမှာဖြစ်ပါတယ်ပဲဖြစ်ချင်းခံမှာဖြစ်ပါတယ်အဲ့တော့ဒါလေးဘယ်လိုဆက်ဖြစ်မလဲပေါ့ကျွန်တော်တို့ဆက်ပြီးစောင့်ကြံမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ဒါပါတီဥက္ကရာကြီးတူရဲ့ဘန်နဲ့ပတ်သက်တဲ့ကိစ္စပေါ်မှာကျွန်တော်တင်ပြပေးတာဖြစ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ကွန်ဒိုပေါ့ဗျာကွန်ဒိုကိစ္စပေါ့ကွန်ဒိုကိစ္စလည်းဖြစ်တယ်အဲ့ဒီကွန်ဒိုကလည်းမပြီးသေးဘူးအဲ့ဒီကွန်ဒိုကကျွန်တော်ရန်ကုန်မြို့မှာရှိတယ်မပြီးသေးဘူးဒါကျွန်တော်တို့နောက်ဆုံးသိရတဲ့အခြေအနေပေါ့